နဲ့ယူတဲ့မိတ်ဆွေတွေလုံးဝမပို့ပါကဲဟုတ်ပြီအဲ့တော့ဥနဲ့တို့ခုဒီလိုက်ကလေးမှာပထမဦးဆုံးဒါဥနဲ့စပြမှာကနန်းဒီဒါထွက်ပြီးသားကနန်းဝမ်းချင်းကိုစပြမယ်နော်ထွက်ပြီးသားကနန်းဝမ်းချင်းပေါ့ဒီတလီငါဆိုတဲ့ကနန်းဝမ်းချင်းကိုဒါဥနဲ့ပြမယ်ပေါ့နော်တလီငါဝမ်းချင်းကိုပြမယ်အဲ့ဥနဲ့လည်းတူလေ့လာကြည့်အောင်ပေါ့နော်ဒါကတော့ကလင်နာအဟောင်းလေးထဲမှာပဲဥနဲ့အတတ်နိုင်ဆုံးတက်တက်ရရကလေးဆွဲထားလိုက်မယ်နော် မလိုအပ်တဲ့စီးရီတောက်တွေကိုတော့ဥနိုင်မထည့်ထားဘူးပေါ့ခုပနမဥနုံနဲ့တို့ဒီမှာဒီ1 4 3ညဆိုတဲ့ကနေဒီသူ့အောင်မှာဝမ်းချင်းဒီကနေကဒီမှာဝမ်းချင်းလို့ကစားတယ်သူနဲ့တိုင်ပင်กว่าဝေးအတူတူပဲတနှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်11နှစ်12နှစ်23နှစ်ချလိုက်တယ်ဒီမှာဒီကနန်းကဒီမှာဝမ်းချင်းเนาะ ဒီမှာလဲအဲ့လိုပဲတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်၇နှစ်၈နှစ်၉နှစ်၁၀နှစ်၁၇နှစ်၁၂နှစ်၁၃နှစ်ရှားတယ်အဲ့တော့ဒီတိလေး၅ဆိုတဲ့ကဏ္ဍဝန်းချင်းတိလေး၅ဝန်းချင်းဒါကတစ်မျိုးနော်နောက်တစ်ခုနဲ့နှစ်ချင်းပေါ့ပေါ့ဒီကဏ္ဍဒီဒီမှာဝန်းချင်းတနှစ်တစ်ချိန်နှစ်ချိန်သုံးချိန်ကြော်လိုက်ဒီကဏ္ဍကဒီမှာဝန်းချင်းနော်ဒီကဏ္ဍဒီဒီမှာဝန်းချင်းတစ်ချိန်နှစ်ချိန်သုံးချိန်နော် ဒီကနန်းကဒီမှာဝန်းချင်းเนาะဒီခါဒီမှာကြော်လိုက်တဲ့အခါမှာဒီကနန်းဒီလေဒီမှာဝန်းချင်းပေါ့เนาะအဲ့လိုလေကစားတင်တာပေါ့เนาะဒါကတော့တိုင်ပင်ကတော့မတူဘူးဖြစ်စဉ်လေးတစ်ခုနဲ့ဦးနိုင်ကကစားတာပေါ့เนาะဖြစ်စဉ်လေးတစ်ခုနဲ့ကစားတာနောက်တစ်ခုဒီမှာဦးနိုင်တို့ဒီမှာဒီကနန်းဒီဒီမှာဝန်းချင်းလို့ကစားတယ်เนาะဒီကနန်းကဒီမှာဝန်းချင်းလို့ကစားတယ်ပြီးတော့ တပင်2ပင်3ပင်4ပင်5ပင်ရဲ့တပွဲကျော်မှာဒီကနေ့ကဒီမှာဝါချင်းကစားတယ်တပင်2ပင်3ပင်4ပင်5ပင်ရဲ့တပွဲကျော်မှာဒီကနေ့ကဒီမှာဝါချင်းကစားတယ်နော်ဒါလည်းတီလီငါဝါချင်းပဲနောက်တစ်ခုလှေကားလှေကတိလေးလို့စင်းလာတာဒီကနေ့ကဒီမှာဝါချင်းတံမီကွာဝေးအတူတူပဲဒီကနေ့ကဒီမှာဝါချင်း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 ဒါကတော့တံမီတူတယ်ပေါ့ငါးကက်စီးခေါ်တာပေါ့ ဒီကနေ့ကဒီမှာချိန်မယ်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 နော်အဲ့တော့ဒါတိလင်းက1ချိန်ပေါ့ဗျာနော်တိလင်းက1ချိန်ကိုဘာနဲ့ကစားချင်တာလဲဆိုတော့တိလင်းက1ချိန်ကိုဥနိုင်က9ပြိတ်နဲ့ကစားပြမယ်နော်ဒီခွန်ဆွန်းတဲ့ခုနှစ်ထဲမှာခွန်ဆွန်းတဲ့ခုနှစ်ထဲမှာဒါအခုဒီ20နဲ့2ချိန်မှာပြိတ်ငါနော်ခွန်ဆွန်းတဲ့ခုနှစ်ပြီးတော့6ဆွန်းတဲ့ခုနှစ်ထဲမှာ20နဲ့2ချိန်မှာ ပရိင္းနော်အဲ့တော့ဒီမှာငါးဆွန်းနဲ့ကုနေထဲမှာ20နဲ့နှစ်ကြိမ်မှာပရိင္းနော်အဲ့ဒီပရိင်္ဂါဒီသူကတုံညပါတယ်ပရိင်္ဂါတွေဖြစ်နေတယ်ပေါ့နော်ဒီမှာ၄တုံညဒီမှာတုံည6ခုဒီမှာလည်းတုံညပါတယ်ပရိင်္ဂါနော်အဲ့တော့ဥနံအခုက၄၄၅ဝန်းကျင်နဲ့တုံည၄တဆိုတဲ့ကနေပြမှာကိုနော်ဒါပရိင်္ဂါတစ်မျိုးပေါ့နော်နောက်တစ်ခုကဒီမှာ၅ပရိနော် တပင်းနှစ်ပင်သုံးပင်ကျော်လိုက်ဒီမှာ၅ပရိတ်တပင်းနှစ်ပင်သုံးပင်ကျော်လိုက်ဒါဒီမှာ၅ပရိတ်เนาะအဲဒါဆိုရင်ဒါ၅ပရိတ်က22ချိန်မှာအနီးရောအဝေးရောကစားတဲ့စနစ်ဒီ၅ပရိတ်ကစိုက်ကလေးပေါ့เนาะမှန်သွားတာပေါ့เนาะပြီးကြတဲ့ဘွဲမှာဒီ line နဲ့ဒါပရိတ်တုံညပဲကျွန်တော်ပြခဲ့တယ်ဦးနိုင်ကเนาะနှစ်လေးရှစ်လို့ခွေတယ်ခွေပြီးတာနဲ့ဒီသုံးလုံး၅ကိုရှေးပေါင်း၅နောက်ပေါင်း၅လို့ကစားတယ် ကစားပြီးတော့မှဒီနေရာမှာ၅ဗရိတ်လို့ထည့်တယ်ထည့်ပြီးတော့မှဒီကနန်း၄လုံးပေါင်းခြင်းနှစ်ကြောင်းဒီနေရာမှာဗရိတ်နှစ်လို့ရိုက်တယ်နောက်တစ်ခါနှစ်၄၈လို့ပြန်ပြီးတော့ထည့်တယ်၃လုံးပေါင်း၅ရှေ့ပေါင်း၅နောက်ပေါင်း၅ဗရိတ်၅၄လုံးပေါင်းခြင်း၁ကြောင်းဒီနေရာမှာဗရိတ်၁လို့ကစားတယ်နှစ်၄၈လို့ပြန်ပြီးတော့ထည့်တယ်၃လုံးပေါင်း၅ရှေ့ပေါင်း၅နောက်ပေါင်း၅ဗရိတ်၅ နော်အဲ့မှာဒီလေးလုံးပေါင်းချင်းတုံညာရအောင်ဒီမှာပရိတ်တုံညာဆိုရတာပရိတ်တုံညာမှန်သွားတယ်ပရိတ်တုံညာမှန်တော့ဒီပရမအကတ်မှာဦးနိုင်တို့ဒီမှာနော်ဖြစ်စဉ်ကလေးကိုတည်လိုက်တယ်တည်လိုက်တော့ဒီကနန်းလေးလုံးပေါင်းချင်းနှစ်ချောင်းပရိတ်နှစ်လို့ရိုက်တဲ့အချိန်မှာနော်နှစ်ချောင်းပရိတ်နှစ်လို့ရိုက်တဲ့အချိန်မှာဒီကနန်း၃လုံးပရိတ်၃နဲ့ဒီကပရိတ်၉နဲ့နော်၃ပရိတ်နဲ့၉ပရိတ်နဲ့ဒီဒါ နှင့်လို့ပြန်ရိုက်တယ်နော်ဒုတိယဖြစ်စဉ်မှာလည်းဖြစ်စဉ်ကလေးကိုတည်လိုက်တယ်လေးလုံးပေါင်းခြင်းတစ်ကြောင်ဗရိတ်တစ်လို့ရိုက်တဲ့အခါမှာဒီကိုးဗရိတ်နဲ့နော်ကိုးဗရိတ်နဲ့နှစ်ဗရိတ်နဲ့ပေါင်းခြင်းဒီသူကတစ်လို့ပဲရိုက်တယ်နော်ဟုတ်ပြီဒါဆိုရင်ဒါတတိယပေါ့နော်ဖြစ်စဉ်လေးကိုတည်လိုက်တယ်လေးလုံးပေါင်းခြင်းတုံညကြောင်ဗရိတ်တုံညလို့အောင်သွားတဲ့အတွက်ကိုဒီဗရိတ်၅နဲ့နော်ဒီဗရိတ်၅နဲ့ဒီဗရိတ်၅နဲ့မှဒါတုံညဗရိတ်ဖြစ်မှဆိုတော့ဒါကလည်း၅ဗရိတ်ပဲ နော်အကယ်၍ဒီဘွဲမှာဗရိတ်၅အောင်သွားခဲ့တဲ့ဆိုရင်ဒီလိုင်းဒီလိုင်းစစ်အရာနောက်ဘွဲမှာဗရိတ်6နော်ဒီမှာဗရိတ်6ဒီမှာလည်းဗရိတ်6ပေါ့နော်ဒါ6ဗရိတ်ဆိုပြီးတော့နောက်ဘွဲမှာဆက်ကစားရမှာနော်ဟုတ်ပြီအဲ့ဒီတော့ဒီလိုင်းတွေကတော့ဒါပြီးခဲ့တဲ့ဘွဲရလဲဗရိတ်ပဲယူဆပြီးပြခဲ့တဲ့အတွက်ကိုကနန်းထဲမှာပြတဲ့အတွက်ကိုအခုလဲဒါဗရိတ်ပဲယူဆပြီးပြလိုက်တာလေးလုံးပေါင်းနှစ်ကနှစ်ဗရိတ်ဗရိတ်နှစ်ခုပေါင်းရင်နှစ် လေးလုံးပေါင်း1က1ပရိပရိနှစ်ခုပေါင်းရင်1เนาะဒီလေးလုံးပေါင်းရင်တုံညာတုံညာပရိပရိနှစ်ခုပေါင်းရင်တုံညာပေါ့เนาะအဲ့ဒီမှာသူကကဏ္ဍထည့်လို့ရတယ်เนาะပြန်ကြကဏ္ဍကြိုက်တဲ့မိတ်ဆွေတွေဒါထိုးခြင်းထိုးလိုက်ပေါ့ဗျာကဏ္ဍလေးပါတာထည့်ပြကြမယ်ဒီကဏ္ဍကဒါဥနိုင်ကဥနိုင်ရဲ့ဒီထိုးမဲ့ member ကတ်ထဲမှာထည့်တော့ထည့်ပေးထားတယ်အရန်ထဲမှာထည့်ပေးထားတယ်ဒါဥနိုင်ရဲ့မိတ်ဆွေတွေကြိုက်တဲ့မိတ်ဆွေတွေထိုးခြင်းနဲ့ထိုးလိုက်ပေါ့เนาะ အဒီကနံပရိနှခုပေါင်းခြင်းနှစ်လို့ဖြစ်တော့မယ်အချိန်မှာဒီထိတ်စည်းသုံးလုံးပေါင်းခြင်းပေါ့လေဒါလေးကနော်စော့ပင်လေးနဲ့လုပ်လိုက်မယ်ခဏလေးနော်ဘောပဲနေနဲ့လုပ်လိုက်မယ်အဲ့ဒီတော့အဲ့ဒီလိုဖြစ်တော့မယ်အချိန်မှာနော်ဒီထိတ်စည်းသုံးလုံးပေါင်းခြင်းပေါ့နော်ဒီထိတ်စည်းသုံးလုံးပေါင်းခြင်းက6ပေါ့နော်အဲ့ဒီ6ဟာ6လို့လက်လှမ်းပိတ်လိုက်မှာ6လို့ပိတ်ပြီးတာနဲ့ပရိနှခုပေါင်းခြင်းက2ဖြစ်ရမှာဆိုတော့9ခါထည့်လိုက်ပေါ့ဗျာနော်ဟုတ်ပြီဒါဆိုရင်ဒုတိယအကပ် လေလုံးပေါင်းတဘရိတ်တကြောင့်ဘရိတ်နှစ်ခုပေါင်းချင်းတလို့ဖြစ်မဲ့ချိန်မှာဒီထိတ်စီးသုံးလုံးပေါင်းချင်းဟာနော်ခွန်လို့ဖြစ်တာကိုးပြီးတော့ခွန်အဲ့ဒီခွန်ကခွန်လို့ပိတ်လိုက်တာနော်ကြည့်ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာနော်လေလုံးပေါင်းချင်းတကဘရိတ်တဆိုတော့ဘရိတ်နှစ်ခုပေါင်းချင်းအဲ၃ညပေါ့လေလုံးပေါင်းချင်း၃ညဘရိတ်၃ညဘရိတ်နှစ်ခုပေါင်းချင်း၃ညဖြစ်ဖို့အတွက်ကို၅ဘရိတ်လိုတယ်ပထမကမှာ၉ဒုတိယကမှာခွန်ကုတတိယကမှာ၃ ကိုးခွန်ပြီးတော့ငါးလို့ဖြစ်မယ်ဆိုရင်ဒီမှာဒါနှစ်ထိပ်နှစ်ထိပ်ငါးပိတ်ပရိက္ခငါးပရိဆိုတော့ဒါနှစ်ရှင်းငါးဆိုတဲ့ကဏ္ဍပေါ့နှစ်ရှင်းငါးဆိုတဲ့ကဏ္ဍကိုဒါဒဲ့ပေါ့နော်နှစ်ရှင်းငါးဆိုတဲ့ကဏ္ဍဒဲ့ပေါ့ကဲဒီနေ့ရေးပြီးလိုက်ပါဦးမယ်ကြိုက်တဲ့မိတ်ဆွေတွေလည်းထိုးလိုက်ပေါ့နော်နော်ဒါဒါနှစ်ရှင်းငါးပေါ့နော်အဲအမှနှစ်ရှင်းငါးนี่ชิงก็တော့เดบ่เปียดีซีไลน์เนี่ยนี่ภัวดาปริงาบ่ดาจ่ายแต่เมษุดิโทไลน์บ่ดีไลน์เนี่ยนี่ภัวดาอุไนก็ရှင်းပြပေးတာ အကယ်၍အဲ့ငါပရိအောင်သွားခဲ့တယ်ဆိုရင်သူကနောက်ဘွဲမှာနောက်ဘွဲမှာပရိ6ပရိ6ပရိ6ဆိုပြီးတော့ဒါသူကကစားမှာပေါ့နော်ကဲကောင်းပြီဒါကငါပရိနဲ့ပတ်သက်ပြီးတော့နှိရှင်ငါပြတာနော်ဒါအဲ့တော့ခုန1 4 5ဝန်းချင်းနဲ့တော့မဆိုင်ဘူးအဲ့1 4 5ဝန်းချင်းကို1 4 5ဝန်းချင်းကိုဒီ3ညာ4တီဆိုတဲ့ကဏန်းလေးကိုဒါဦးနဲ့ကကစားချင်းနေပေါ့နော်ဘာလို့လဲဆိုတော့အဲ့3ညာ4တီဆိုတဲ့ကဏန်းလေးကိုကစားချင်းတာဒီဒါဦးနဲ့တို့ဒီမှာဒါကလင်နာ အတန်းနဲ့တုံးတော့တက်တက်ရှင်းဖြစ်အောင်ကတော့ဆွဲပြထားတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုဥနဲ့အရင်ဆုံးစပြီးကစားပြမယ်နော်ထိတ်စီသုံးလုံးပေါင်းခြင်းကငါလို့သူရိုက်တယ်ထိတ်စီသုံးလုံးပေါင်းခြင်းဒီနော်ထိတ်စီသုံးလုံးပေါင်းခြင်းကဒီမှာငါလို့သူရိုက်တယ်ပေါ့နော်ငါလို့ရိုက်ပြီးတာနဲ့ဒီ32ရှေ့တွေဒီနောက်တွဲပြီးတာနဲ့တပွဲကျော်လိုက်တော့ထိတ်စီသုံးလုံးပေါင်းခြင်းကငါပြီးတော့6လို့ရိုက်နော်6လို့ရိုက်ပြီးတာနဲ့ရှေ့တွေဒီနောက်တွဲတပွဲကျော်လိုက် ငါးပြီးတော့ခြောက်ပြီးတော့ဒီမှာထိပ်စီးသုံးလုံးပေါင်းခြင်းကခွန်းလို့ကြိုက်တယ်ပေါ့နော်ငါးခြောက်ခွန်းရှေ့ရွဲ့ဒီနောက်ရွဲ့အဲ့တော့တပွဲကျော်လိုက်ငါးခြောက်ခွန်းပြီးတော့အခုထိပ်စီးသုံးလုံးပေါင်းခြင်းကရှစ်လို့ကစားမှာပေါ့နော်ရှစ်လို့ကစားမှာဆိုတော့ဒါတုံညာထိပ်စီးဒီတစ်လေးရှေ့ရွဲ့ကနောက်ရွဲ့ဆိုတော့ကြာတော့ဒါတုံညာလေးတစ်ဆိုတဲ့ကနန်းလေးဒဲတကွက်သေးပဲရတာပေါ့ဗျာနော်ဒါစီးလိုက်နေအကုန်လုံးပါပြီးသားပေါ့နော်မလို့အပ်တဲ့ဓာတ်တွေကိုဦးနဲ့က ဖြစ်ပြီးမပြတော့တာကဒီကလင်နာလေးကလည်းဟိုတော့ကွာဝယ်လို့မရသေးဘူးပေါ့နော်ကလင်နာလည်းမရှိဘူးရှိတဲ့အဟောင်းလေးတွေတည်းကနေတက်တက်ရဖြစ်အောင်ဥနေကပြပေးရခြင်းဖြစ်တယ်နော်ဒါလေးကစီနဲ့ထေစီသုံးလုံးပေါင်းငါဒီဘာကြောင့်ငါဖြစ်ရတယ်ဆိုတာကိုဒီဘက်မှာအကြောင်းရင်းတွေပါတယ်ထေစီသုံးလုံးပေါင်းငါရှည်ရွယ်သည့်နောက်တွဲတပွဲကျော်ထေစီသုံးလုံးပေါင်းသည့်6ရှည်ရွယ်သည့်နောက်တွဲတပွဲကျော်ထေစီသုံးလုံးပေါင်းသည့်9ရှည်ရွယ်သည့်နောက်တွဲ တပွဲကျော်ထေစီသုံးလုံးပေါင်းခြင်းသည်ရှေ့ရှေ့တွေကနောက်တွဲဆိုတာဒါဒီလေးကစီလေးတင်မှာကိုပဲ၃ည၄တဆိုတဲ့ကဏ္ဍကပြီးနေပြီပေါ့နော်အဲ့ဒီတော့နောက်တစ်ခုကကြတော့ဒီ2000ဒီ20ပေါ့နော်ဒီ2020မှာဒီမှာနှစ်ထိတ်နဲ့၅ပြိနှစ်ထိတ်နဲ့၅ပြိနှစ်၅ရှေ့ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာလိုက်ထွက်တယ်နှစ်ထိတ်နဲ့၅ပြိပြီးတော့လည်းသူ့ရဲ့နောက်တစ်နှစ်နှစ်ထိတ်နဲ့၅ပြိပြီးတော့ဒီမှာတစ်ထိတ်နဲ့၅ပြိ တိတိနဲ့ငါပြိကလည်းသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာနှစ်ခါတောင်လိုက်ထွက်တယ်ဒီမှာလည်းထွက်တယ်ပြန်ကြဖြစ်နေလေထွက်တယ်ပေါ့ဗျာနော်ဟုတ်ပြီအဲ့တော့ပထမအကတ်မှာနှစ်ထိတ်နဲ့ပရိငါနောက်တစ်နှစ်ကိုလိုက်ထွက်တယ်သူ့ရဲ့နောက်တစ်နှစ်မှာတိထိတ်နဲ့ပရိငါဒီမှာလိုက်ထွက်တယ်အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာတုံညာထိတ်နဲ့ပရိငါဆိုတော့ဒီတစ်ခွက်ပဲရှိတယ်တုံညာထိတ်နဲ့ပရိငါတုံညာလေးတစ်ဆိုတဲ့ကဏ္ဍကြီးဒါဒီနေရာလေးကိုဒါမွေးကဏ္ဍဖြစ်နေထွက်ချင်တယ်ပေါ့ဗျာဟုတ်ပြီလားဒါတုံညာလေးတစ်နော်အဲ့တော့ ဲ့ဒီ၃ညာ၄တိနဲ့ဗတ်တက်ပြီးပြမယ်ဆိုရင်နောက်ထပ်ကိုပြရကြရအများကြီးရှိတယ်အဲ့ပြရကြရအများကြီးရှိတဲ့ထဲမှာတော့ဒါဥနိုင်ဒီမှာအတက်နိုင်ဆုံးတော့တနန်ရှင်ဖြစ်အောင်တော့လှုပ်ထားတယ်ပြရကြရအများကြီးရှိတဲ့ထဲမှာဒါဥနိုင်ခုပေါ့နော်ကြံကြံဖမှန်ဒါဟိုပေါ့ကြံကြံဖမှန်လို့ပဲပြောရမှာပဲပေါ့နော်ဒါဥနိုင်ဒီ2022မှာ၄၃ညာ၅ဆိုတဲ့ကဏန်းလေးအခုနဲ့ပေါက်ခဲ့တယ်ပေါ့နော်ပေါက်ခဲ့တဲ့အတွက်ကိုအဲ့ဒီ site ကလေးကို ကလင်နာအဟောင်းတွေကနေပြန်တွေ့တဲ့အတွက်ဒီအိုက်ဆိုင်ခရကနေအခုကဏန်းတစ်ခွက်ကိုဦးနိုင်ကစားပြမှာဖြစ်တယ်နော်အဲ့တော့ तू ကဘာလဲဆိုတော့ဒီ2013ခုနှစ်ထဲမှာ2013ခုနှစ်ထဲမှာ तू ကဘာလာလဲဆိုတော့2013ခုနှစ်ထဲမှာဒီမှာဗရိတ်ရှစ်လို့ तू ကအရင်စထောက်တာဗရိတ်ရှစ်လို့စပြီးတော့ထောက်လိုက်တာ ਨੇ ဒီသုံးလုံးပေါင်းခြင်းဒီတုံညဒီသုံးလုံးပေါင်းခြင်းဒီ6နော်ဒီသုံးလုံးပေါင်းခြင်းဒီ၄ ုံည6လေးဆိုတဲ့ကနန်းဒီဒီနှစ်ထဲမှာရှိရပါဝါ3ပရိတ်လို့ထွက်ထွက်ပြီးကြတယ်အဲ့ပေါင်းခဲ့တဲ့တုံည6လေးဒီဒီတောင်းဝင်လာထွက်မှာနော်ပရိတ်ရှိလို့ထောက်မယ်ထောက်ပြီးတော့ねဒီ3လုံး3ည3လုံး6 3လုံး4တုံည6လေးဆိုတဲ့ကနန်းဒီရှိရပါဝါ3ပရိတ်လို့ထောက်တာ ਨੇ သူ့ရဲ့ဇောင်းကိုထွက်တယ်ထွက်ပြီးကြတယ်သူ့ရဲ့မြင်းကုန်မှာရှိတယ်ဒီ3နှစ်4ဆိုတဲ့ကနန်း3နှစ်4ဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ကိုအကွက်ရွှေဖြစ်နေလိုက်ပြီးတော့ မွေးကနေအဖြစ်နဲ့ကစားတယ်။သူကစားတော့မဲ့အချိန်မှာနော်သူကစားတော့မဲ့အချိန်မှာသူကကြတော့ဒီပရိတ်ကိုဒီပရိတ်ကခွန်ဒီပရိတ်ကကိုပရိတ်၃ခုပေါင်းရင်ငားလို့ချုပ်တဲ့အချိန်မှာဒီကနေကဒီမှာလာထွက်တယ်။ဒါပထမတစ်ခါပြီးရောပြီးတော့တခါအဲ့ဒီနှစ်ထဲမှာပဲတခါပရိတ်ရှိလို့တခါပြန်ပြီးတော့ဒီမှာထွက်တယ်။ပရိတ်ရှိလို့ပြန်ထွက်တယ်။ထွက်ပြီးတာနဲ့ဒီ၃လုံးပေါင်းခြင်းဒီ၄ ဒီသုံးလုံးပေါင်းခြင်းဟာ၃ညဒီသုံးလုံးပေါင်းခြင်းဟာ၅နော်အဲ့ဒီ၄တုံညာ၅ဒါတကွက်ပေါ့နော်အဲ့တော့ဒီပရမတ်တကက်မှာပရိရှိလို့ထောက်တယ်ဒီသုံးလုံး၃ညဒီသုံးလုံး၆ဒီသုံးလုံး၄တုံညာ၆၄ဆိုတဲ့ကဏ္ဍဒီသုံးပရိရဲ့ဆောင်းကိုထွက်တယ်ထွက်ပြီးတဲ့သူ့ရဲ့မြင်းကုန်မှာရှိတဲ့ဒီကဏ္ဍဒီနောက်တဲ့နှစ်ကိုအကွက်ရှိဖြစ်နေလိုက်ထွက်မဲ့အချိန်မှာပရိတ်ကိုပရိတ်ခွန်ပရိတ်ကိုခွန်ကိုခွန်ပေါင်းခြင်း ငားလို့ဖြစ်တဲ့အချိန်မှာသူထွက်တယ်ဒါပရမတကက်အဲ့ဒီတော့ဒီ၃ခွက်ပေါင်းပြီဆိုတော့သူ့ရဲ့နောက်တစ်နှစ်မှာဒီမှာဗရိတ်ရှစ်လို့ပြန်ထွက်တယ်သူ့ရဲ့နောက်တစ်နှစ်မှာဗရိတ်ရှစ်လို့ပြန်ထွက်တယ်ထွက်လိုက်တော့ဒီ၃လုံးပေါင်းခြင်းဒီငားဒီ၃လုံးပေါင်းခြင်းက6ဒီ၃လုံးပေါင်းခြင်းက4เนาะငား6 4ဆိုတဲ့ကဏ္ဍဒီဒီနေ့ထဲမှာငား6 4ဆိုတဲ့ကဏ္ဍထွက်ဖို့တော့ဒီနေ့ထဲမှာဗရိတ်3ဆိုတဲ့ကဏ္ဍဒီမှာလာကြမယ် ပရိတ်သုံးလို့ကြားပြီးတော့သူ့ရဲ့ဆောင်မှာ964ဆိုတဲ့ကဏ္ဍပတ်လေထွက်တယ်ထွက်ပြီးတော့သူ့ရဲ့မြင်းကုန်မှာရှိတဲ့339ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေလိုက်ကစားမှာကစားတော့မဲ့ချိန်မှာဒီပရိတ်ဒီ6ဒီပရိတ်က9ဒီပရိတ်က3ညနော်69တုံညာပေါင်းရင်းလည်း9လို့ဖြစ်တဲ့အချိန်ဒီကဏ္ဍဒီကိုတက်ရိုက်တာဒါဒုတိယအကအဲ့ဒီတော့တတိယအကမှာเนาะဒီပရိရှိလို့ကစားပြီးတော့ ဒီလို5ဒီလို6ဒီလို4ဖြစ်ပြီးတဲ့နယ်သူ့ရဲ့နောက်တစ်နှစ်မှာဒါကထပ်ပြီးတော့ပရိရှိလို့ဒီမှာထပ်ကစားတယ်ပရိရှိလို့ထပ်ကစားပြီးရတယ်ဒီသုံးလုံးပေါင်းခြင်းက4ဒီသုံးလုံးပေါင်းခြင်းက3ညဒီသုံးလုံးပေါင်းခြင်းက5 4 3ည5ဆိုတဲ့ကဏ္ဍဒီဒီနေ့ထဲမှာဒီမှာ3ပရိလို့ဒီမှာထောက်တယ်ထောက်ပြီးတဲ့နယ်သူ့ရဲ့ဇောင်းမှာ4 3ည5ပတ်လေထွက်တယ်ထွက်ပြီးတဲ့နယ်သူ့ရဲ့မြင်းကုန်မှာရှိတဲ့3ည4တဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တော့မယ်ဆိုရင်ဒီပရိဒီ3 နော်ဒီပရိတ်က3ဒီပရိတ်ကခွန်ဒီပရိတ်က5 3ပရိတ်ခွန်ပရိတ်5ပရိတ်ပရိတ်3ခုပေါင်းခြင်းရတယ်5လို့လာကြိုက်တဲ့အတွက်ကိုနော်ဒီတုံညာ၄တိဆိုတဲ့ကဏ္ဍကိုဒါဒီဘွဲမှာဥနဲ့ငါ145ကနန်းထွက်ပြီးသားကနန်းဝမ်းချင်းနဲ့ကစားချင်တာပေါ့နော်အဲ့တော့ဒါလေးကနည်းနည်းလေးဟိုပါပေါ့ရှုပ်တယ်လို့ထင်ရမှာလို့ဒါလေးကကောင်းတယ်နော်ဒါအကွက်ဆန်းလေးပေါ့ကစားကွက်ဆန်းတယ်ပေါ့နော် ရှစ်ပရိတ်လို့တည်တယ်တည်ပြီးတာနဲ့သုံးလုံးပေါင်းခြင်းတုံည၃လုံးပေါင်းခြင်း၆သုံးလုံးပေါင်းခြင်း၄တုံည၆၄ဆိုတဲ့ကဏ္ဍပတ်လဲထွက်ဖို့အတွက်ကိုအဲ့ဒီနှစ်ထဲမှာ၃ပရိတ်လို့ထောက်ပြီးတော့မှထွက်တယ်ထွက်ပြီးတော့သူ့ရဲ့မြင်းကောင်ကကဏ္ဍဒီနောက်တဲ့နှစ်ကိုအကွက်ရွှေ့ဖြစ်နေထွက်တော့မဲ့အချိန်မှာ၉ပရိတ်ခွန်ပရိတ်၉ပရိတ်ပရိတ်၃ခုပေါင်းခြင်း၅လို့ချုပ်ပြီးတော့မှသူထွက်တယ်ဒါပဏ္ဍမတကအဲ့လိုပေါင်းပြီးတော့နောက်တဲ့နှစ်မှာလဲဒီမှာပရိတ်၈လို့ပြန်ထောက်တယ် ထောက်ပြီးတဲ့ဒီသုံးလုံးပေါင်းခြင်းက၅ဒီသုံးလုံးပေါင်းခြင်းက၆ဒီသုံးလုံးပေါင်းခြင်းက၄၅၆၄ဆိုတဲ့ကဏ္ဍပတ်လည်းထောက်ဖို့အတွက်ကိုဒီနှစ်ထဲမှာ၃ပြိလို့သူကထောက်တယ်၃ပြိလို့ထောက်ပြီးတော့မှ၅၆၄ပတ်လည်းဒီမှာလာထွက်တယ်ထွက်ပြီးတော့သူ့ဇောင်းမှာရှိတဲ့ဒီကဏ္ဍဒီနောက်တစ်နှစ်ကိုအကွက်ရွှေ့ဖြစ်နေကစားတော်မဲ့အချိန်မှာ၆ပြိ၉ပြိ၃ညပြိ၆၉၃ညပြိ၃ခုပေါင်းခြင်း၅လို့ထောက်တဲ့အချိန်မှာထွက်တယ်ကောင်းပြီဒါဆိုရင်ဒီ၃ခွက်ပေါင်းပြီးတဲ့နောက်တစ်နှစ်မှာလည်းဒီမှာပြိ၈လို့ပြန်ထောက်တယ် ထောက်မီရံနဲ့ဒီ၃လုံး၄ဒီ၃လုံး၃ညဒီ၃လုံး၅၄၃ည၅ဆိုတဲ့ကဏ္ဍပတ်လေထွက်ဖို့အတွက်ကိုအဲ့ဒီနှစ်ထဲမှာဒီမှာ၃ပြိတ်ထောက်တယ်ထောက်ပြီးတော့မှ၄၃ည၅ပတ်လေထွက်တယ်ထွက်ပြီးတော့သူ့ရဲ့မြင်းကုန်မှာရှိတဲ့၃ည၄တိဆိုတဲ့ကဏ္ဍဒီအခုဒီ၂၀၂၅ခုနှစ်ထဲမှာထွက်တော့မဲ့အချိန်မှာ၃ပြိတ်ရယ်နော်ဒီမှာရှိတဲ့၃ပြိတ်ရယ်ဒီမှာရှိတဲ့ခွန်ပြိတ်ရယ်အခု၃ည၄တိက၅ပြိတ်ရယ် သုံးပရိတ်ခွန်ပရိတ်ငါးပရိတ်သုံးခွန်ငါးပေါင်းခြင်းဒီငါးလို့ဖြစ်တဲ့တွေ့ဒီညလေးမှာဒါ၃ည၄ဆိုတဲ့ကဏ္ဍလေးကိုเนาะဒါဥနိုင်ကဒါထွက်ရှင်းတာပေါ့လေเนาะဒါဥနိုင်ကတော့နေရာထိုင်ကိုအစဉ်ပြေတယ်လို့ရွေးပြီးတော့ထည့်ပြလိုက်တယ်ကြိုက်တဲ့မေဆွေတွေငါးပရိတ်ကိုကြိုက်တဲ့မေဆွေကအာထိုးလိုက်မကြိုက်တဲ့မေဆွေကဒီနေ့ထဲမှာ ုံညထေစီလုံးဝမထွက်သေးတဲ့အတွက်ကိုဒါဒီဘွဲမှာတုံညထေစီ ਨੇ ဦးနိုင်ကနေရာထိုင်လေးကိုထိုင်ပြလိုက်တယ်ပတ်လည်မထိုးခြင်းနဲ့မိတ်ဆွေတွေကတုံညထေစီကိုမှတုံညလေးတည်းတုံညတည်းလေးဆိုပြီးနှစ်ကွက်ထိုးလိုက်ပေါ့ဗျာနော်ကြဲကောင်းပြီဒါကတည်လေးငါနဲ့ပတ်သက်ပြီးတော့ဒါဦးနိုင်ပြခဲ့တဲ့စိုက်လေးပေါ့နော်ဒါတုံညလေးတည်းပေါ့ ဲ့တော့ငါးခုတင်းနဲ့ပတ်သက်လို့ကတော့ဦးနန်တို့ပြမယ်ဆိုရင်ကတော့မွေးကနန်းနေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးတော့ဒါလေးတော့ဒါထည့်ပြလိုက်မယ်နော်ကိုငါးတစ်ကိုဒါဦးနိုင်ကမန္တန်နှစ်နှစ်စရာဦးနိုင်ပြထားတယ်ပေါ့နော်တင်၅ခုအာမွေးကနန်းနဲ့၆တုံညာနှစ်တင်မွေးဆိုပြီးတော့ဒီ site ထဲကနေပြခဲ့တယ်ပြခဲ့တော့ဒီမှာသူတို့နဲ့လူရင်းပြောရင်ဒီ၃လုံး၅ဒီတော့လုံး9လို့ဖြစ်လို့သူ့ကြားမှာရှိတဲ့9တုံညာ9ဒီเนาะ9တုံညာ9ဒီ ဒီနေ့ထဲမှာအဲ့၅တုံညာ၅ဒီဒီမှာလာထွက်တယ်နော်ဒီမှာလည်းအဲ့လိုပဲဒီ၃လုံး၅ဒီ၃လုံး၅လို့ဖြစ်လို့ဒီမှာရှိတယ်၃ညာ၈ငါးဒီအဲ့နေ့ထဲမှာလာထွက်တယ်ဒီမှာလည်းဒီ၃လုံး၅ဒီလို၅လို့ဖြစ်လို့ဒီမှာရှိတယ်၁၅ကိုဆိုတဲ့ကဏ္ဍဒီဒါမွေးကဏ္ဍထွက်ရမယ်ဆိုပြီးတော့ပြောခဲ့တယ်ပြောခဲ့တော့အဲ့တင်ငါးကိုနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်အဲ့တင်ငါးကိုကိုလည်းဥနိုင်ငံအဲ့ဒီလိုပဲပထမ ဟိုကလေဘယ်လိုမျိုးကလင်နာလေးတန့်နာလေးရှာလိုက်ပါအောင်မယ်ကလင်နာလေးကိုလေးဖလိုကလင်နာလေးတန့်နာအောင်မယ်နော်ကလင်နာတန့်နာလေးနဲ့ပြအောင်မယ်ဒီလိုမျိုးဆိုလို့အဲ့တင်ငါးကိုးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အော်ဒီရဒီနားရနေတဲ့ခုနော်အဲ့တင်ငါးခုနဲ့ပတ်သက်ပြီးတော့ဒီဒီရပေါ့ဒီငါးထိပ်စီလို့နှစ်ပိတ်မှာပေါ့နော် နှစ်ပိတ်မှာဦးနိုင်တို့ဒီမှာငါးထိပ်စီးလို့ဒီမှာလာကြနှစ်ပိတ်မှာငါးထိပ်လို့ကြကြတော့အဲ့ငါးထိပ်လို့ကြတဲ့နှစ်ထဲကကနန်းတစ်ခွက်ပေါ့ဗျာကနန်းတစ်ခွက်ကသူ့ရဲ့တစ်နှစ်ကျော်မှာဒါဒဲထွက်တယ်ပေါ့နော်ဒဲထွက်ခဲ့တယ်ပေါ့အဲ့ငါးထိပ်စီးလို့ကြတဲ့နှစ်ထဲကဒီငါးနှစ်တုံညပေါ့ဗျာတစ်နှစ်ချပြီးဒီဘက်နှစ်မှာဒီမှာငါးနှစ်တုံညလို့သူဒဲထွက်တယ်နော် ဲ့ဒီလိုပဲသူကငါးထိပ်စီကြာတိုင်းပေါ့နှစ်ပိတ်မှာငါးထိပ်စီကြာတိုင်းဒီမှာလဲအဲ့လိုပဲပေါ့ဗျာကဲကြော်လိုက်တယ်နော်ဒီမှာလဲငါးထိပ်လို့ကြာတယ်ကြာတော့အဲ့ဒီနှစ်ထဲကငန်းတစ်ခွက်ဒီနော်ဒီ3ခုခုပဲကြည့်လိုက်တော့3ခုခုက3ခုခုလို့ထဲကြတယ်ပေါ့ဗျာနော်အဲ့ဒီလိုပဲအခုဒီမှာငါးထိပ်လို့ဒီမှာနှစ်ဦးမှာကြာအနှစ်ပိတ်မှာကြာတယ်ပေါ့ဗျာကြာတော့အဲ့ဒီနှစ်ထဲမှာဒီမှာ6ငါးတစ်ဆိုတဲ့ငန်းလဲရှိတယ်နှစ်နှစ်ဆမှာနော်နှစ်ဆမှာ9တစ်9ဆိုတဲ့ငန်းလဲရှိတယ် အဲ့ဒါတော့ဒါဥနဲ့ငါးဒီမှာ6 9 1လို့ပဲထည့်ပေးလိုက်တယ်ကြိုက်တဲ့မိတ်ဆွေကြီးအဆင်ပြေတယ်လို့ထိုးလိုက်ပေါ့နော်ဒါ6 9 1နဲ့ပတ်ဒီ1 4 5 1ချင်းနဲ့ပတ်သက်ပြီးတော့နော်ဒီကဏ္ဍလေးဒီလိုလေးထည့်ထားတယ်ဆိုတော့ပြတယ်နော်အဲ့တော့ဒီ9 1 1ဆိုတဲ့ကဏ္ဍကတော့နော်ဟိုနောက်လိုက်ဒီမှာဒါဥနဲ့အလင်းတင်တင်တယ်လို့ပြမယ်အဲ့ဒါကတော့စီကြောရအရှိကြီးဆိုတော့မပြသေးဘူးပေါ့နော် ငါတိတိဆိုတဲ့ကဏ္ဍတော့မပြသေးဘူးပြထားလိုက်တော့အဲ့တော့နောက်တစ်ခုဥနန်တို့ဒီမှာဩခွန်60ခွန်60ရာလဲဥနန်တို့ဒီမှာဒါမွေကဏ္ဍလေးပေါ့နော်ခွန်60ရဲ့မွေကဏ္ဍလေးကိုဒီဘွဲမှာဥနန်ကစားခြင်းနဲ့ဒါလေးရလည်းဒီလိုလေးပေါ့နော်ဒီလိုလေးကိုဒါဥနန်ကစားပြမှာပေါ့နော်အဲ့တော့သူကဒီလိုလေးတော့ပြီးခဲ့တဲ့ဘွဲမှာဥနန်က135ဆိုတဲ့ကဏ္ဍကိုပါဟောကဏ္ဍဖြစ်နေထုတ်တာဒီဒီလိုင်းကနေပြီးတော့ကွာပေါင်း6ကို နော်လုံးဝကြိုက်တဲ့အတွက်ကိုကစားတယ်။ကွာပေါင်းချောဝင်တဲ့အတွက်သူကခွန်60ထိုးရမှာပေါ့နော်။ဒီသုံးလုံးပေါင်းငါပရိတ်ငါလို့ရိုက်တယ်။တုံညာခါပရိတ်နှစ်လို့သူထောက်တယ်။တုံညာခါပရိတ်နှစ်လို့ထောက်လိုက်တာ ਨੇ ။နော်။အဲ့တော့ဒီသုံးလုံးငါပရိတ်ငါလို့ဖြစ်တဲ့အချိန်မှာဒီနှလုံးပေါင်း၄နဲ့၄နဲ့ပေါင်းရင်၈က၈လို့ပိတ်တယ်ပိတ်ပြီးတော့မှဒီသုံးလုံး၈ဂွား၈လို့ရိုက်တယ်နော် ဝါရှိလို့ရိုက်ပြီးတော့မှသူ့အောက်မှာထွက်မဲ့ကနန်းသည်တုံညာခါပရိနှိလို့ရိုက်လို့တုံညာရဲ့နှက်ခွန်ထိတ်ခွန်ထိတ်လို့ရိုက်ပြီးတာနဲ့နောက်ပေါင်းချင်းကရှစ်လို့ပဲစားတယ်နော်ဟုတ်ပြီဒီရှစ်ဒီသုံးလုံးရှစ်ဂွားရှစ်နောက်ပေါင်းရှစ်တုံညာရဲ့နှက်ခတ်ဒီခွန်ထိတ်နောက်ပထမအကဒုတိယအကမှာဒီသုံးလုံးက၅ပရိ၅ပရိ၅လို့ရိုက်ပြီးတာနဲ့တုံညာခါပရိနှိ ဲ့လိုရိုက်ပြီးတာနဲ့ဒီနှလုံးခွန်ခွန်ပိတ်ဒီသုံးလုံးခွန်ဂွားခွန်နောက်ပေါင်းခွန်လို့သူကရိုက်နော်ဟုတ်ပြီဒါဆိုရင်တတိယကသုံးလုံးပေါင်းကပရိင္ကသုံးညာခါးနှစ်ပရိနော်အဲ့တော့ဒီနှလုံး6က6ပိတ်ဒီသုံးလုံးက6ဂွား6ဆိုပြီးတော့ဒါဥနိုင်တိထ5ပိတ်ကိုတိသုံးညာ5ဆိုပါဟောကဏကစားခဲ့ဒါဂွား6မှန်တယ်မှန်တော့ဒီနေရာမှာနောက်ပေါင်း6လို့ကစားမှာနော်အဲ့ဒီတော့ပထမအကက်မှာက ပထမအကမှာရိုးရိုးလေးကြည့်ရင်ကတော့နှလုံးရှိရှစ်ပိတ်တယ်သုံးလုံးရှိကွာရှိနောက်ပေါင်းရှိသည်နှစ်နဲ့ချောင်းနဲ့ရှိတယ်နှလုံးခုန်ခုန်ပိတ်တယ်သုံးလုံးခုန်ကွာခုန်နောက်ပေါင်းခုန်သည်နှစ်ချောက်ပြီးတော့တစ်ချောက်ပေါ့နော်အဲ့တော့ဒီမှာနှလုံးချောက်6ပိတ်တယ်သုံးလုံး6ကွာ6လို့ဖြစ်တော့နှစ်ချောက်နောက်တွဲတစ်ချောက်နောက်တွဲသုံးညာ6နောက်တွဲဆိုပြီးတော့အကြရမယ်အဲ့ဒီမှာသူကကဏ္ဍတကွက်သေးပဲသူကပါလာတယ် ပန်းလာတော့တုံညရဲ့နှက်ခတ်ခွန်းလို့ထိတ်စည်းထောက်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ဒီတုံနော်တုံညရဲ့နှက်ခတ်ခွန်းလို့ထိတ်စည်းထောက်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ဒီတုံတုံညရဲ့နှက်ခတ်ခွန်းလို့ဖြစ်ပြီးတာနဲ့ဒီနှလုံးနဲ့ဒီခါနဲ့ကတုံဆိုတော့ဒါ6ခါလုံးဝတုံ냐6တောင်မဟုတ်တော့6တုံ냐လို့ဖြစ်သွားတာပေါ့နော်အဲအကြောင်းဒီ site ကလေးတည်းကနေပြီးတော့ဒါဦးနိုင်က နော်ဒါခွန်60ဆိုတဲ့ကဏ္ဍလေးဒဲတစ်ခွက်ကိုဒါဦးနိုင်ငါဒီမှာထည့်ပေးလိုက်တယ်ခွန်60နဲ့ပတ်သက်ပြီးတော့နော်ဟိုပါဘော့ဆယ်နှစ်စီးပေါ့ဆယ်နှစ်စီးတွေမှာဒါဦးနိုင်ပြထားတာရှိတယ်ဟိုမွေးကဏ္ဍ site ကြီးပေါ့နော်ခွန်60တစ်ခွက်ပေါ့ပြထားတာရှိတယ်အဲ့ဒါလေးတွေတော့ဒါဦးနိုင်ရဲ့ဟိုပါဘော့ကြိုက်တဲ့မိတ်ဆွေတွေထည့်ထူလိုက်ပေါ့နော်သူကတော့အကျင့်ရင်မပါဘူးပေါ့နေပေါ့အကျင့်မပါဘူးဆိုဒီထဲမှာ တဏ္ဍာရှင်ကြီးရှိတဲ့နေရာပြလိုက်ပါအဲဒီဟာလေးတော့တန့်ပါเนาะ तू ကဘယ်လိုလာလဲဆိုတော့ဒီ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 ရှစ်စွန်းတဲ့ဂုဏ်ကနေလာတာဒီရှစ်စွန်းတဲ့ဂုဏ်မှာ तू ကဒီမှာသုံးထိပ်စီကနန်းရှစ်စွန်းတဲ့ဂုဏ်ကသုံးထိပ်စီကနန်းဒီเนาะတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ပေါ့ငါးစွန်းတဲ့ဂုဏ်မှာ तू ကထွက်တာเนาะဒီရှစ်စွန်းတဲ့ဂုဏ်ကသုံးထိပ်စီနဲ့ကနန်းဒီဒီငါးစွန်းတဲ့ဂုဏ်ထဲမှာအဲ့3 6 4ဆိုတဲ့ကနန်းဒီဒီမှာလာထွက်တာ နော်သုံးထိတ်နဲ့ကဏ္ဍထွက်တာဒီကဒုတိယကဒီရှစ်ဆွန်းတဲ့ကိုနှစ်ထဲကကဏ္ဍကသုံးထိတ်ကဏ္ဍပြီးတော့သူကလေးထိတ်စီနဲ့ကဏ္ဍနော်လေးထိတ်စီနဲ့ကဏ္ဍကဘာကဏ္ဍလဲဆိုတော့ဒီ၄၅၁ဆိုတဲ့ကဏ္ဍနော်အဲ့၄၅၁ဆိုတဲ့ကဏ္ဍဒီဒီ၅ဆွန်းတဲ့ကိုနှစ်ထဲမှာအဲ့၄၅၁ဆိုတဲ့ကဏ္ဍဒီနော်ဒီမှာလာထွက်တာနော်ဒါဆိုရင်ဒီရှစ်ဆုံးတဲ့ကုဏ္ဍရာ၃ထိပ်ပြီးပြီး၄ထိပ်ပြီး၅ထိပ်စီနဲ့ကဏ္ဍ၅၃ခုံးဆိုတဲ့ကဏ္ဍက နော်ဒီ၅ဆွန်းတဲ့ခုနှစ်ထဲမှာအဲ့၅သုံးခွန်းဆိုတဲ့ခဏဒီမှာလာထွက်တာ၃၄၅ပြီးသွားပြီပေါ့နော်အဲ့တော့ကောင်းပြီဒါဆိုရင်ဒီ၈ဆွန်းတဲ့ခုနှစ်ထဲက၆ထိပ်စီးနေကဏ္ဍ၆ထိပ်စီးနေကဏ္ဍကဥနဲ့တို့၆ထိပ်စီးနေကဏ္ဍက684နော်684 6စီးနဲ့ကဏ္ဍ684ဆိုတဲ့ကဏ္ဍဒီဒီ9ဆွန်းတဲ့ခုနှစ်ထဲမှာ864လို့ထွက်တယ်3456ပေါ့နော်ဒါဆိုရင်ဒီ2018ခုနှစ်ထဲရ ခွန်ထေစီနဲ့ကညာတကော့တည်းရှိတာနော်တနေ့လုံးမှာခွန်ထေစီနဲ့ကညာဒီရွေးချယ်နေရာမရှိဘူးတကော့တည်းပဲရှိတယ်အဲ့ဒီမှာဒီမှာခွန်60ဆိုတဲ့ကညာနော်လုံးဝခွန်ထေစီမရှိဘူးအဲ့ဒီခွန်60ဒီဒီ9ဆွန်းနဲ့ခုနှစ်ထဲမှာဒါထွက်ရမှာဆိုတော့ဒါအခုဥနိုင်ပြတာခွန်60ဒဲပေါ့နော်အဲ့ဒါလေးကတော့ကြာရင်ထိုးလိုက်ပေါ့ဗျာနော်ကဲဟုတ်ပြီအဲ့တော့ဥနိုင်တို့အခုပြခဲ့တာဒီเนาะအခုဒီပထမ లై ့မှာဒါဥနိုင်ပြခဲ့တာဒီ ဒါ960ဆိုတဲ့ကဏန်းရယ်3941ဆိုတဲ့ကဏန်းရယ်951ဆိုတဲ့ကဏန်းရယ်ပြန်ကြကဏန်းလေးကကြိုက်တဲ့မိတ်ဆွေတွေเนาะပြန်ကြကဏန်းလေးကကြိုက်တဲ့မိတ်ဆွေတွေဒါ215ဆိုတဲ့ကဏန်းပေါ့เนาะဒါ215ပြီးခဲ့တဲ့ပေါ်ရတော့တော့ဘူပရိတ်အောင်ရတယ်ပေါ့ဘူပရိတ်အောင်တဲ့အတွက်ကိုပြန်ကြကဏန်းကြိုက်တဲ့မိတ်ဆွေတွေ9ပရိတ်ထဲကဒါ215တဲ့ပေါ့เนาะအဲ့ဒါလေးကိုထူလိုက်ပေါ့ဗျာเนาะထူလိုက်ပေါ့အဲ့ကောင်းပါတယ် တော့ဦးနိုင်တို့မင်္ဂလာပါဦးနိုင်အော်ဟုတ်ကဲ့မင်္ဂလာပါဗျာကဲเนาะအဲ့တော့ဦးနိုင်အခု live လွှင့်နေရလဲအချိန်လေးတွေကြာသွားပြီပေါ့เนาะအဲ့တော့